ရှင်သေးတွေမှာကြက်တွေရှိရဲ့လဲဆံမွေးတွေရှိလို့သူတို့ကိုတောပြင်းနေသူခေါ်ဆိုခြင်းကမျှတပုံရပါတယ်။ဒါပေမဲ့သူတို့ကတောထဲမှာမหนีကြပါဘူး။သူတို့ကတစ်ပင်နေငယ်တာရှိတဲ့ဆာဗာနာရဲ့မြက်ခင်းပြင်းနေမှာหนีကြပါတယ်။ရှင်သေးတွေကကြွေးတဲ့ကောင်ကိုအလွယ်တကူအမဲလိုက်နိုင်နေဆိုတာကလည်းမှားယွင်းပါတယ်။ရှင်သေးတဲ့ကောင်ကတံပါတဲ့ကြွေးတဲ့ကောင်ကိုမနိုင်ပါဘူး။ရှင်သေးတွေကအများအားဖြင့်အုပ်စုလိုက်အမဲလိုက်တဲ့ရပါတယ်။ကျွန်တော်ကတော့ကြားတွေကိုပဲတောပြင်းအဖြစ်ရွေးချယ်ခြင်းပါတယ်။ကြားတွေကြောင့်ပြောရရင် MGN ရဲ့ဏိဒန်းကကြားတွေဒီလိုဟောက်တာမှားပါတယ်။ တကယ်တော့ဒါအကြအတန်မှာအတန်အကြောင်းပြောရရင်ရုပ်ရှင်တွေကဒီအတန်ကလည်းလိညာမှုပါပဲလင်းယုံကကအမေရိကရဲ့အမျိုးသားငှက်ဖြစ်ပါတယ်ဒီလိုပြင်းတဲ့နိုင်မြေလုံးတောင်ပန်တွေနဲ့ပြည်သူတွေရင်ငုတ်သမားတွေကအော်တဲ့အခါလွတ်လပ်မှုနဲ့ကြီးကျိုးမှုရဲ့အတန်မဟုတ်ပါဘူးဒီအမေရိကန်ကြီးကဒီလိုတနာစရာကောင်းတဲ့အတန်ကိုလက်မခံနိုင်ပါဘူး။ဒါကြောင့်ဟောလိဝုဒ်ကဒီလိုအတန်အဖြစ်တိတ်တိတ်လေးပြောင်းလိုက်ပါတယ်။ To this sound လင်းယုံတွေကတားကောင်းတွေကိုကုတ်ရှိတယ်ဆိုတာလိန်ညာမှုကလင်းယုံတွေကပေါင်နေငယ်ထက်ပိုပြီးမသိမ့်နိုင်ပါဘူးလင်းယုံတွေကသူတို့ရဲ့ကလေးကို၆ကဘာကတွန်းချပြီးပြန်တမ်းမှုတင်ပေးတယ်ဆိုတာကလည်းလိန်ညာမှုပါပဲတကယ်တော့မိဘတွေကကလေးတွေကိုပြန်တမ်းမှုတိုက်တွန်းထားပြီးပြုတ်ကြရင်ကလေးကိုဖမ်းဖို့မိခင်ကအနီးကပ်ရှိနေပါလေဆွေဝင်သားဝယ်အခြားအကြောင်းရစီလည်းတင်ဆက်ပေးဦးမှာမို့ကျွန်တော်ရဲ့အကောင့်ကို follow ပေးခဲ့ကြပါအားလုံးကျေးဇူးတင်ပါတယ်